နောက်တက်လာမဲ့အစိုးရသိလက်ထက်မှာရန်ကုန်မြို့တော်စီမံသားရေးကော်ပဏီကိုနိုင်ငံတော်တမရဒါမမဟုတ်ဒုတမရကတိုက်ရိုက်အုပ်ချုပ်မှုအောက်မှာထားရှိဖို့စူးစမ်းသွားမယ်လို့ကော်မတီဝင်ဥခင်လှိုင်ကပြောပါတယ်။အောင်သူကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ လက်ရှိရန်ကုန်မြို့ဟာစီးပွားရေးလုပ်ငန်းအရဖွံ့ဖြိုးလာတာနဲ့အတူရင်ကျော်ကျတဲ့ကိစ္စတွေအပြင်ကျူးကျော်ကိစ္စဆတဲ့ပြည်ထောင်ပေါင်းမြောင်များစွာဖြစ်နေတဲ့မြို့ဖြစ်လာတဲ့အတွက်ဒီမြို့မှာနေထိုင်နေတဲ့သူတွေစိတ်တက်တောင်တက်တာနေနိုင်ဖို့စီမံခန့်ခွဲမှုပိုင်းတွေလုပ်တဲ့အခါမှာရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ပြုလုပ်လို့မရတဲ့အတွက်နိုင်ငံတော်သမ္မတဒါမှမဟုတ်ဒုသမ္မတတဦးကတိုက်ရိုက်ကင်သွယ်ဖို့လိုတယ်လို့စီဗင်ကော်မတီဝင်ဦးခင်လိုင်က ပြောပါတယ်ကျွန်တော်တို့စီဗင်ဆိုတာကရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့လက်အောက်ခံဖြစ်နေတာဟိုခေတ်ခါတုန်းကတော့ကျွန်တော်တို့ကနိုင်ငံတော်သမ္မတကတိုက်ရိုက်ခံခွဲရပါ ကျွန်တော်နောက်လာမယ့်အစိုးရတွေလက်ထက်တွေကြရင်တော့ကျွန်တော်တို့ရန်ကုန်ပြည်တော်စီမံနိုင်ကော်မတီကိုနိုင်ငံတော်သမရရှိတဲ့ဒုတိယသမရတူကနေပေါ့တိုက်ရိုက်စီမံခန့်ခွဲတဲ့နော်ဌာနထုဖြစ်ကျွန်တော်တို့ကြောင်းလဲကိုကျွန်တော်စူးစမ်းပါဒါမှသာလေပို့ပြီးတော့ကောင်းပါတယ်ဘာလို့ဆိုရန်ကုန်မြို့ဆိုတာရန်ကုန်နိုင်ငံဒေသကြီးအစိုးရအစင်းတော့မရဘူးခေါင်းကြီးရနော်ခေါင်းကြီးအုံနောက်ကြီးတဲ့နိုင်ငံတော်သမရဒုသမရအစင်းနိုင်ငံတော်အစိုးရတနည်းအားဖြင့်ဘုံအစိုးရဖွဲ့ရချုပ်ကြိုက်ထားနေပြီဖြစ်ပါတယ် အဲ့ဒါကိုတိုင်းဒေသကြီးတစ်ခုရထိုးအပ်ပြီးလုပ်တာတဲ့အခါကျတော့အခုလိုဖြစ်ကျင်လာတာဖြစ်နေတာပါရန်ကုန်မြို့တော်စီမံတာယာရေးကော်မတီမှာလက်ရှိအချိန်မှာရန်ကုန်တိုင်းဒေသကြီးအစိုးရလက်အောက်မှာရှိနေပြီးကော်မတီကလုပ်မဲ့အကြောင်းအရာတွေကိုတိုင်းအစိုးရကိုတင်ပြပေမဲ့အရေးကြီးတဲ့ကိစ္စတွေကိုဗဟိုအစိုးရကိုထပ်တင်ပြရတဲ့အတွက်အခုလိုဗဟိုကတိုက်ရိုက်ကင်သွယ်တာကပိုကောင်းတယ်လို့လည်းသူကဆိုပါတယ်ကျွန်တော်တို့လုပ်နေရတဲ့အခက်အခဲတွေကိုဟိုမှာကျွန်တော်တို့ကလည်းသိတာဖြစ်တဲ့အတွက်တိုင်းဒေသကြီးအစိုးရကမသိတဲ့အချက်အများကြီးရှိပါတယ်အဲ့တော့အဲ့လိုမျိုးရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့မှာအခက်အခဲတွေရရှိပါတယ် ။ဒါကြောင့်အခုလာမယ့်ဟလာအစိုးရဘက်အစ်စ်တစ်ခုရောက်လာတဲ့ခါကျရင်တော့နိုင်ငံတော်သမ္မတဟုတ်အစင်ပါတော့ပါပဲ။ကျွန်တော်တို့ရန်ကုန်ကိုဟလာနဝတခေတုံးကလည်းနဝတကတိုက်ရအုပ်ချုပ်တာလေ။အခုလည်းနိုင်ငံတော်သမ္မတကပဲအုပ်ချုပ်ခြင်းအပြင်ကျွန်တော်တို့ရန်ကုန်မြို့တော်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကပုံမြန်ဆမ်းမယ်။တရားဥပဒေစိုးမှုလည်းပိုကောင်းလာမယ်။အဖက်ဘက်ကဖွံ့ဖြိုးတိုးတက်လာမယ်။အဲ့လိုမျိုးလုပ်ပိုင်ခွင့်ကြတော့ပြည်တော်စုအစိုးရကိုအားကောင်းတယ်။ဒါကြောင့်ပြည်တော်စုအစိုးရအောက်မှာပဲနေကြပါလေလို့ အခုလိုအုပ်ချုပ်တဲ့စနစ်ဟာတပြည်တော်အုပ်ချုပ်ရေးစနစ်ဖြစ်ပြီးတော့ဗဟိုဦးစီးစနစ်ကိုပြန်သွားနေတဲ့အတွက်ဒီမိုကရေစီနိုင်ငံကိုထူထောင်နေတဲ့နိုင်ငံအတွက်ဒါဟာမဖြစ်သင့်ဘူးလို့တရားလွှတ်တော်ရှင်တွေကပြောပါတယ်ဒီဗဟိုဦးစီးစနစ်ကိုပြန်သွားတဲ့ပုံစံဖြစ်နေတယ်ဆရာတတိပုဂ္ဂလအမြင်ကတော့လုံးဝမကြိုက်ဘူးနေရာကမှာတမရကခန့်နေတမရရဲ့စီမံခန့်ခွဲမှု အောက်မှာအရာရာရှိနေတယ်ဆိုရင်အဲ့ဒါတပြည်တော်အုပ်ချုပ်ရေးစနစ်လို့ခေါ်တယ် Federal အုပ်ချုပ်ရေးစနစ်မဟုတ်ဘူးပြည်ထောင်စုအုပ်ချုပ်ရေးစနစ်မဟုတ်ဘူးရန်ကုန်တိုင်းစီပင်သားရဟာရန်ကုန်ပြည်သူတွေရွေးတဲ့လူပဲဖြစ်ရမယ်ရန်ကုန်တိုင်းစီပင်သားရဟရဲ့ကိစ္စသည်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ပဲဆက်နွယ်နေရမယ်လက်ရှိအချိန်မှာရန်ကုန်မြို့တော်စီပင်သားရဲကော်မတီဟာဝန်ထမ်းပေါင်း18000ကျော်လောက်နဲ့မြို့တော်စီပင်သားရဲအတွက်စောင့်ရွက်နေပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ